ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရဝေးရနီးရနီးကျမကိုချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ခொနည်းသားသမီးများလုံးရှင်နေဘွားသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ကျမကတော့ဆရာကြီးမင်းသင်္ကရဲ့တပည့်တူဖြစ်တဲ့ဆရာမတင်းတနာစောပဲဖြစ်ပါတယ်ရှင်။တနင်္လာသားသမီးများတွေလေးလပိုင်းတစ်လစာခေါ်စတဲ့များကိုရေဒီယာလေးကအစား ဟောပြောပြီးတော့มาဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုတနင်္လာသားသမီးများပါနေတယ်ကြည်နေတယ်တွေ့နေရတယ်ဆိုရင်တော့အစအဆုံးလေးကြည်ပြီးသွားပါ။ကျမအနေနဲ့တနင်္လာသားသမီးများရဲ့တဏ္ဍာဆောင်စေတနာမြစ်တာရှေ့တဲ့ရှေ့ထားပြီးတော့မှဟောပြောပေးခြင်းဖြစ်ပါတယ်။တနင်္လာသားသမီးများလေးလပိုင်းမှာဆိုရင်အင်မတန်ကံကောင်းတဲ့လတလ ြောလို့ရပါတယ်။ခရီးနဲ့ပတ်သက်ပြီးတော့အရန်ကိုကံကောင်းတတ်ပါတယ်။ပညာရေးရတတ်ပါတယ်။ပညာတစ်ခုခုကိုသင်ယူတက်လွယ်တဲ့ကာလတစ်ခုဖြစ်ပါတယ်။စိတ်ဝင်စားမှုတွေရရှိပြီးတော့မှပညာသင်ယူတက်မြောက်တရပါတယ်။အဲ့တော့ပညာထူးတွေရမယ်။ပညာထူးဆိုတော့ကျမတို့ ဂမ်မီယာနဲ့ပတ်သက်တဲ့ပညာရက်တွေဘေးရင်နဲ့ပတ်သက်တဲ့ပညာရက်တွေဘေးရင်တင်နန်းနေတက်ရတာမျိုးတွေဖြစ်တတ်ပါတယ်။အိမ်တော်ရှိနေရင်တော့တနင်္လာသားသမီးများအထူးဂရုစိုက်ပါ။တကြက်ကြက်ရှံဖြစ်တတ်ပါတယ်။မတက်အတူနေကာလတစ်ခုလည်းဖြစ်သွားတတ်ပါတယ်။ဒါကြောင့်တနင်္လာသားသမီးများစကားအပြောအဆိုအထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်မိမိတို့အနေနဲ့မိမိတို့ရဲ့ဘာမဟုတ်တဲ့နှုတ်ထွက်စကားလေးတွေကြမ်းတမ်းသွားတာကြောင့်ကိုယ့်ပုံမှာသူ့တပါးကမကောင်းတာနဲ့ကြံစီတာမျိုးတွေစုံအတက်ကဝေအတက်မျိုးနဲ့ပြူစားခြင်းတွေခံရတာမျိုးတွေကြုံရတတ်ပါတယ်။ဒါကြောင့်တနင်းလာသားသမီးများအပြောအဆိုအထူး ကင်းယူဆိုင်ပြီးနေပေးပါဒီကာလမှာတနင်္လာသားမီနားရတယ်ကိုမရှိဘူးအိမ်မှာနေရတယ်ကိုမရှိဘူးတွားနေရတယ်တခုပြီးတခုခရီးတွေတွားရတာမျိုးတွေဟိုမိတ်ဆွေပေါင်းတွေနေတွားရတာမျိုးတွေဟိုနေရာတွားရတာမျိုးဒီနေရာတွားရတာအိမ်မှာနေရတဲ့ရက်ကနေပါသွားတတ်ပါတယ်ဒါကြောင့်တနင်္လာသားမီများဒီကဒီလေးလပိုင်းမှာဆိုရင်မိမိတို့ စိတ်ကလေးကိုလျှော့ချပြီးတော့မှအဋိဌံရရှိတခုကိုဝေနာတက်တက်လော့စားပေးတာမျိုးကြီးဥပုပ်စောင့်တာမျိုးကြီးပြုလုပ်ပြီးရင်တော့ကံအမြင့်နဲ့ကိုရောက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့တနင်္လာသားများဒီလေးလာပိုင်းမှာဆွေမျိုးသားကြီးနဲ့ကနေပြီးတော့အကြီးအကဲနေတိုင်းမကောင်းတဲ့တဲ့င်းတွေကြားရတတ်ပါတယ်မိမိကိုယ်တိုင်သွားတာမျိုးတွေမလုပ်ပါနဲ့ မိမိရဲ့ကျမ်းမာရေးပါထိခိုက်တတ်ပါတယ်။နောက်တစ်ခုအလှမင်္ဂလာကိန်းနေပေါ်ပေါက်တတ်ပါတယ်။အလှမင်္ဂလာကိန်းနေကိုကိုယ်တိုင်ဆောင်ရွက်တကယ်တို့ပြုလုပ်ရတတ်ပါတယ်။အဲ့တော့ထိပေါက်ကိန်းနေရှိပါတယ်။လေးလာပိုင်းဒီ20ကြော်မှာထီထိုးပေးပါတနင်္လာသားသမီးများထီပေါက်ကိန်းလုံးဝလုံးဝရှိပါတယ်မမေ့ပါနဲ့နောက်တစ်ခုပြောချင်တာကတော့မိမိတို့ရဲ့လုပ်ငန်းဆောင်တာမှာ လက်အောင်ငယ်သာမမြဲဘူးလေးလာပိုင်းမှာနော်ထွက်သွားတာမျိုးတွေကို့မှာသားသမီးရှိတယ်နော်မိန်းကလေးရှိနေမယ်ယောက်ျားလေးရှိနေမယ်လူငယ်လူရွယ်ရှိနေတယ်ကို့အိမ်မှာရှိနေတယ်ဆိုလို့ရှိရင်အိမ်မှာမနေချင်မဲနဲ့ရုပ်တရက်အိမ်ကနေထွက်သွားတာမျိုးတွေစိတ်ဆိုးပြီးဆင်းသွားတာမျိုးတွေဖြစ်တတ်ပါတယ် အဲ့တော့တနင်္လာသားများဒီကာလလေးမှာမိမိတို့အနေနဲ့စိတ်ကလေးကိုလျှော့ပြီးတော့မှ နေပြီးဖို့အရန်ကို အရေးကြီးပါတယ်အဲ့တော့ကျမရေးနေနေနဲ့ကြာတော့လေသွားကြိုက်တာ၄သွားနာတာ၄ဖြစ်တတ်ပါတယ်မရောက်ဘူးတဲ့ခရီးတွေမသွားဘူးတဲ့နေရာဒေသတွေလည်းရောက်ရှိသွားတတ်ပါတယ်အဲ့တော့တနင်္လာသားမိများဒီကာလလေးမှာမိမိတို့အနေနဲ့ကြာတော့လုပ်ငန်းတွေ စတင်တာမျိုးတွေအဲ့အစ်စ်ငားပြီးတော့မှပြောင်းရွှေ့နေထိုင်ရတာမျိုးတွေလေးလပိုင်းမှာအရန်ကောင်းပါတယ်အဲ့တော့မြေကိစ္စတွေဆောင်ရွက်မယ်အိမ်ကိစ္စတွေဆောင်ရွက်မယ်เนาะခြံကိစ္စတွေဆောင်ရွက်မယ်နေရာနဲ့ပတ်သက်တဲ့ကိစ္စတွေရည်ရွယ်ထားတယ်ဆိုရင်လည်းအောင်မြင်ပြီးမြောက်တတ်ပါမမျော်လင့်မယ်နဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှအငြင်းဆုံးမြန်မြန်ဆဆရရှိတာမျိုးတွေလည်း ဖြစ်သွားတတ်ပါတယ်။ဒါကြောင့်တနင်္လာသားများဒီကာလလေးမှာကျန်းမာရေးအထူးယူဆိုင်ပြီးပါခန္ဓာကိုယ်ထိခိုက်မိခြင်းတွေတိုးထွက်တန်ယူကိစ္စမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်မျက်စွာဖျားရှင်ကိုမကြခဏဒီလေးလပိုင်းမှာရေတန့်လေးပေါ့ရေတန့်တန်လေးတန့်နိုင်တဲ့လောက်တန့်ပြီးရေတန့်တန်လေးကိုခွက်ကလေးလှန့်လှလေး၅ခွက်နဲ့တူမျက်စွာဖျားရှင်ကို တမ္မန်တမုတ်တော်ခုံတော်တနေ့လျင်ပတိတပတ်49ရက်တိတိစိတ်ပေးရမှာဖြစ်ပါတယ်ရေ9ခွက်နဲ့အတူပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒါကတော့တနင်္လာသားသမီးများအထူးပြုလုပ်ရမယ်ရေတရားဆိုရင်လည်းမမားပါဘူးအဲ့တော့မိမိတို့အနေနဲ့ကတနင်္လာသားသမီးကဒီကာလလေးမှာသာသာပရိသားသမီးတွေဘုရဝူသားသမီးတွေ တနေ့ဦးနေသားများနဲ့ပတ်သက်ပြီးတော့မှစိတ်ဝမ်းကွဲစရာဖြစ်သွားတတ်ပါတယ်။ဒါကြောင့်အထူးပြုစိုက်ပေးပါ။အဲ့တော့တနေ့လာသားများဒီကာလလေးမှာဈေးဒီတဆူဆူကိုတွားပြီးတော့မှဗရောက်သားလေးနဲ့ဘုံတော်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 အခါကြီးရက်ကြီးတွေမှာစိတ်ပေးမယ်ဆိုရင်အရန်ကိုကောင်းသွားပါလိမ့်မယ်။အရန်ကိုလည်းကံကောင်းသွားပါလိမ့်မယ်။ ဲ့တော့ထီထိုးမယ်လို့ရည်ရွယ်ထားတယ်ဆိုလို့ရှိရင်တော့20ကြော်နောက်ပိုင်းမှာထီထိုးပေးပါအဋိဋ္ဌံတွေတခုပြီးအောင်မြင်သွားပြီဆိုရင်လည်းထီထိုးလိုက်ပါထီပေါကိန်းရှိပါတယ်အဲ့တော့တနင်္လာသားသမီးများဒီကာလလေးမှာခရီးကိစ္စတွေဆောင်ရွက်မှဆိုရင် အရန်ကိုကောင်းပါတယ်နိုင်ငံခြားခရီးတွေတွားရတတ်ပါတယ်အင်တာဗျူးဖြေဆိုတာမျိုးတွေအောင်မြင်တတ်ပါတယ် အဲ့တော့အခြေအနေပတ်သက်ပြီးတော့တနင်္လာသားသမီးတွေကအင်မတန်စမ်းပွင့်တဲ့ကာလတစ်ခုဖြစ်ပါတယ်။မိမိရဲ့ချစ်သူအဝေးကိုရောက်နေတဲ့ဆိုလို့ရှိလို့ရှိရင်စိတ်မချတာမျိုးတွေဖြစ်တတ်ပါတယ်။ခဏခဏစကားများတာမျိုးတွေညံဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်။အိမ်တော်ရေးဆိုရင်လည်းဒီတိုင်းပါပဲ။နော်မတက်အတူနေပေါ့ခဏခဏတကြဲတကြဲညံနေဖြစ်သွားတတ်ပါတယ်။ဒါကြောင့်တနင်္လာသားသမီးများချစ်သူမရှိသေးဘူးဆိုရင်တော့ချစ်သူရရှိတတ်ပါတယ်။ ကိုယ့်ကိုချစ်ခင်နှစ်သက်တဲ့လူပေါ်ပေါက်လာတတ်ပါတယ်။မျက်နာပွင့်မယ်၊စမ်းပွင့်မယ်၊လူချင်းလူခင်ပေါ်များတဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်။ကဲတနင်းလာသားများလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဤချမ်းသာခြင်းနေနဲ့ပြည့်စုံနိုင်ကြပါစေ။စိတ်သွားတိုင်းကိုပါလူရာဆန္ဒတွေပြီးဝနိုင်ကြပါစေရှင်။